เจ้าတို့ပြန်ရောက်ပြီးเจ้าရောက်တဲ့အခါကျတော့တန်ခါမစုံသေးတဲ့အချိန်မှာဆိုရင်မန္တလမာလာလို့ခေါ်တဲ့ဇေယဝန်းထဲမှာခိတ္တခဏထိုင်ပြီးတော့နာတန်ခါရိအလုံးဆုံးလာပြီဆိုတဲ့အချိန်မှာတချို့တန်ခါရိကမြတ်စွာဘုရားကိုကမ္မထမ်းမေးကြတယ် မြို့တွေကအတွေ့အကြုံတွေရှောက်ကြတယ်မြင်ခဲ့တာတွေပြန်ရှောက်ထားတော့တိလို့တဲ့ကမ္မထာနေမေးတာတော့အဲ့ဒါလို့မေးမြန်းပြီးတဲ့အခါမှာအချိန်အားဖြင့်ဆိုရင်နေ့လယ်7နာရီတိုင်းတာလောက်ပြီးသွားပြီဆိုရင်ရသော်ဗျာခန္ဓာကိုယ်ကြီးကြောင်းတော်တဲ့ကိုပြန်ကြွတယ်ပြန်ကြွတော့မယ်ဆိုရင်ကြောင်းတော်အဝင်တကားနီးမှာ ခြေဆေးဝေးရဆင်းသင်းလောက်တာမြတ်စွာဘုရားဟာဖဏတ်စည်းတာမဟုတ်ဘူးနော်လေကားရင်မှာခင်းထားတဲ့ကတဲ့မှာထိုင်ပြီးတော့ခြေဆေးတယ်ခြေဆေးနေတဲ့အချိန်မှာရဟန်းတန်ဃာတွေကလာပြီးတော့အနိနာအနေဝချွေးငယ်ပြုတ်ကြတယ် အဲ့ဒီချိန်မှာယဟန်တန်ဃာတွေကိုနေတိုင်းဆုံးမဩဝါဒပေးတာရှိတယ်။အပမဒိနာဘိခဝေတမ္ပါဒိဋ္ဌာအေအပမဒဆိုတဲ့တတိတရားနဲ့ပြည့်စုံအောင်နေကြဘုရပါတော်ဒုံလဘောလောကသမိလောကမှာဖျားပွင့်တဲ့အချိန်ဆိုတာအမှန်တမ်းရခဲ့တယ် မနုဿတ္တဘာဝဒုံလဘောလူဖြစ်ဆိုတာလည်းမတန်ရခဲ့တယ်။ဒုံလဘသရာတံပတိသရာနဲ့ပြည့်စုံမှုဆိုတာလည်းမတန်ရခဲ့တယ်။အဲ့ဒီနေရာမှာဒုံလဘတံပတိဆိုတဲ့စကားလုံးနဲ့ရှိတယ်။တံပတိဆိုတာမျက်စိနာနာလျာကိုအင်္ဂါယက်တိပြည့်စုံတဲ့ဘဝဆိုတာလည်းမတမရခဲ့တယ်။အတိညာရှိတဲ့ဘဝဆိုတာလည်းရခဲ့ပြည့်စုံတဲ့ဘဝ။ ေးလူဖြစ်လာပြီမဲလို့မွေးရပါမျက်စိမမြင်တာတို့မွေးရပါနားမကြားတာတို့ဒါမျိုးတွေရှိသေးတာတံပတိလို့ဆိုရက်ရုပ်ဆင်းအင်္ဂါနဲ့လည်းပြည့်စုံတယ်အခြေအနေကောင်းတယ်ခံယူနိုင်တဲ့အသိဉာဏ်ရှိတယ်ဆိုရက်တံပတိတွေနဲ့ပြည့်စုံမှုဆိုတာလည်းမတန်ခဲနေတဲ့တထမသဝနံဒုံလပံ သူတော်ကောင်းတရားကြားနာဖို့ဆိုတာလည်းမတန်ခိုင်းရင်။ပပိစိတဘာဝတော်လဘောရံဖြစ်ရဖို့ဆိုတာလည်းမတန်မှခိုင်းတယ်လို့အေဝံဓိဝတိဓိဝတိဩဝတတိလို့ဆိုတဲ့အတိုင်းရသော်ဘုရားဟာယဟန်နေကိုနေ့စဉ်ဆုံးမတဲ့ဩဝါဒစကားပဲ။ဆိုလိုတာကရနေတဲ့ကိုရထားတဲ့အခွင့်အရေးတွေကိုလက်မလို့စေချင်တဲ့ လုံးတဲ့လုံးထိုက်တာလုံးကြလို့ဒီလိုတတိပေးစကားပါပဲတတိပေးစကားပြောတာပဲအပမာဒိနဘိက္ခူတံပါဒိဋ္ဌဒီစကားကမြတ်စွာဘုရားရဲ့လက်ဆုံးလက်သုံးစကားပဲပမာဒဆိုတာကာမဂုဏ်အာယုန်နေထဲမှာပဲစိတ်ကိုလွတ်ထားကုသိုလ်ဘက်ကိုလုံးဝတတိမရတာပမာဒလို့ခေါ်တယ်အပမာဒဆိုတာအဲ့ဒီပမာဒဒီကနေယုံထွက်ထားပြီးတော့ ကုသိုလ်ကောင်းမှုပဲကိုလိုရမဲ့လုပ်ငန်းပဲကိုတတိယအဲ့တော့တတိယမဲ့ချက်တွေကဘာတွေတုံးလို့ဆိုဒီနေ့အခုခေတ်ဖျားပွင့်နေတယ်ရခဲ့တဲ့လူဘဝရနေတယ်လူဘဝမှာပြည့်စုံတဲ့အနေထားတစ်ခုရနေတယ်သုံးပုံတရားတရားရှိတဲ့အနေထားမျိုးရနေတယ်တရောင်းတရားကျမ်းနာခွင့်တွေရတယ်ယဟန်ဖြစ်ကိုရနေတယ်ဆိုတာဟာရီယာ အမတ်တမဲမနေရဘူးခြေနေကောင်းတွေရနေတယ်အဲ့ဒီခြေနေကောင်းတွေကိုသုံးချပြီးတော့တရားဓမ္မကိုကြိုးစားကြလို့မြတ်စွာဘုရားဒီလိုဆိုလိုတာပေါ့ဝိရိယစပြီမှာမြတ်စွာဘုရားသုံးလတိတိဝိရိယစပြီကမိုးခေါင်ရေရှားဖြစ်နေတဲ့အခါဆွမ်းလောင်းမဲ့သူမရှိဘူးဟောဥတ္တရပဋ္ဌလို့ခေါ်တယ်မြောက်ပိုင်းက မြင်းကုံတွေတွေကရောက်လာကြရောက်လာပြီးတော့မြင်းစာအတွက်မိုးခိုဖို့မြင်းစာအတွက်ဂျုံတွေကို ပေါင်းပြီးတော့ယူလာတာနော်ပေါင်းပြီးတော့ယူလာတဲ့ဂျုံတွေကိုမြင်းစာအဖြစ်ကျွေးတာအဲ့ဒီထဲကနေပြီးယဟန်တန်ဃာတွေကိုကြွလာတဲ့ကိုရော်တိုင်းကိုရော်တိုင်းတနတ်စာတနတ်စာလေးတွေကိုလှူချတယ်သူတို့ကအိန္ဒိယမြောက်ပိုင်းကလူတွေကသရတရားကောင်းတယ် ဘယ်သူပဲလာလာပေးခြင်းကမ်းခြင်းလှူခြင်းတန်းခြင်းနဲ့စိတ်ရှိဒါကြောင့်မြင်းစာကြုံတွေကိုလှူတယ်အဲ့ဒီမှာရှင်မောကလန်ကမြတ်စွာဘုရားကိုကြံပေးတယ်ရှောက်တယ်ခွင်တောင်းတယ်ရှင်ဘုရားတဲ့အခုဝိရင်စာပြည်မှာတပည့်တော်တို့စင်စင်ရဲရဲပန်းကားတွေစင်စင်ရဲရဲစားစရာတောက်စရာမရှိကြဘူးဆုံးကုန်မလုံလောက်ဘူးမြင်းစာကြုံတွေစားနေရတယ် အဲ့ဒီတော့တပည့်တော်မြောက်ကျွန်းကိုဆွမ်းခံသွားလို့ရအောင် တပည့်တော်စီမံပါမယ်ဘယ်လိုစီမံမှာတော့လို့ဆိုကျောင်းကနေထွက်လိုက်တာနဲ့ပဲမြောက်ကျွန်းကိုရောက်အောင်မြေကျောကိုတပည့်တော်ရှုံပေးပါမယ်လို့ပြောတယ်မြတ်စွာဘုရားကမလုံချင်ပါနဲ့နောင်ကြရင် ပြောเสียဖြစ်နိုင်မယ်ကြည့်နော်ဒုက္ခကိုဒုက္ခလို့ပဲယဉ်ဆိုင်လိုက်မယ် တကရှိတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခကိုမခံနိုင်လို့ချမ်းသာကိုရှာတယ်လို့နှောင်ချက်ပြောစေဖြစ်တယ်။တရားရည်ကြုံတွေ့တဲ့ဒုက္ခဆိုတာလောကဓာတ်ဆိုတာမကောင်းတာနဲ့လည်းကြုံမှာပဲ။ကြုံရင်ခန္ဓာရင်ရှိရကြော်ဖြတ်ရမယ်ဒီတိုင်။ရှင်မောကလန်ရဲ့အကြံကိုလက်မခံဘူး။နောက်တစ်ခုတစ်ခါရှောက်ပြန်တယ်။အရှင်ဘုရားမြောင်ကျွန်းကိုဆုံးခံဖို့သဘောမတူဘူးဆိုရင် ောဒီကဘာမြေကြီးအောက်မှာမြေဩဇာတွေရှိပါတယ်အမတ္တမအရသာရှိတယ်ထောဘတ်စီဥလူအမတ္တမချုံမြိန်တဲ့အရသာပြားရည်လူချိုတဲ့အချိုဓာတ်တွေဟာမြေကြီးအောက်မှာရှိပါအဲ့ဒါတွေကိုပြောင်းပြန်ပြန်ပြီးတော့တပည့်တော်တန်ဃာတွေကိုကြွေးချင်ပါပဲရသော်ပြားကမလုတ်ပါနဲ့ဒါတွေမလုတ်ပါနဲ့နောက်ကြလို့ရှိရင်ပြောစမှတ်တွေဖြစ်ကုန်လိမ့်မယ်ချုံမဲ့ သုံးလတိတိဂျုံစားပြီးတော့ပဲယဟန်တရားအထုတ်ကြခဲ့တယ်အဲ့ဒီတုန်းကအထုတ်ခဲ့ကြတယ်အဲ့ဒါဟာအမျော်အမြင်လို့ခေါ်တယ်နောက်တစ်ခေတ်မှာလုံလဝီရိယမရှိတာမျိုးတွေဖြစ်ပြီးနောက်တစ်ခေတ်သာသနာမှာအဲ့လိုအစွမ်းထက်တဲ့ပုဂ္ဂိုလ်မျိုးတွေမရှိဘူးဆိုရင်လူတွေတက္ကရကမတွေဘလို့ဖြစ်မလဲရဟန်းတန်ဃာတွေပေါ်မှာအထင်သေးမြင်သေးတွေဖြစ်လာနိုင်တယ်ဒါကြောင့်နောက်တစ်ခေတ် အတွက်ရည်ညွှန်းပြီးတော့ဒုဒ္ဒတွေဆင်းရဲခံလိုက်မယ်ကိုလှုပ်ထာလှုပ်နိုင်တိုင်းရှောက်ပြီးမလှုပ်ပါနဲ့လို့ရသဗျာခွန်မပြုတ်ဟောအခက်ခဲကိုရင်ဆိုင်ပြီးတော့ပဲဖြတ်ကျော်ခဲ့တာဒါဟာလည်းပဲအမျော်အမြင်တစ်ခုပဲလို့သူဆို